မကွေးတိုင်းမြန်မြို့နယ်တောင်ပိုင်းတာစီယာကျေးရွာနေမှာရှိတဲ့စပေးရှောင်ပြည်သူတွေနေထိုင်ရာတောတိုက်တွေကိုမနေ့ကညာဦးပိုင်းမှာစောစုကလေရင်နဲ့လာရောက်ဘုံကျဲတက်ဖြတ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပီကိုပြောပါရယ်ဇွန်လ15ရက်ည9:00နာရီခွဲအချိန်လောက်မှာမြန်မြို့နယ်တောင်ပိုင်းတာစီရွာရဲ့အနောက်ဘက်ဒေသအခေါ်ညောင်ခရှိတောတိုက်ကိုစောစုကမန္တလေးမြို့တဒက်ဦးကနေတက်လာတဲ့ဂျက်ဖိုက်တာတိုက်လေရင်တစ်စီးနဲ့နှစ်ကြိမ်ဘုံကျဲချခဲ့တာပါ ပေါင်900ဘုံလို့ယူဆရတဲ့ဘုံနဲ့ဆက်ရှောင်နေရှိတဲ့နေရာကိုကျဲချခဲ့တယ်ဆိုတာနဲ့ဘုံကျဲခံရတဲ့9မိုင်လောက်အထိတုံခါမှုဖြစ်ပေါ်ခဲ့တယ်လို့ဒေတာခန်တူကပြောပါရယ်အဲဒီဆိုစုကဘုံကျဲသွားတဲ့တာစီရွာအနီးတောတိုင်းမှာနေထိုင်ကြတဲ့စပေးရှောင်ပြည်သူတွေဟာမြိုင်မြို့နယ်တွင်မရွာပြူစောရီစကန်ကနေထွက်ပြေးလာကြသူတွေဖြစ်ပြီးတော့အဲ့ဒီဆက်ရှောင်နေရှိတဲ့နေရာကိုဇွန်လ14ရက်ကလည်းစောစုရဲ့ဝိုင်းတွဲလေရင်နဲ့ဘုံအများအပြားကျဲချခဲ့တယ်လို့ အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်ကဆိုပါတယ်။ဒါပြင်ဇွန်လ15ရက်တရက်ထက်မှာပဲမြိုင်မြို့ရဲ့မြောက်ဘက်9မိုင်ခန့်အကွာတန်းနုတော်ကြေးရွာကပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ပခုတ်ကူမျိုးတမတရားတက်ထက်ကတက်လာတဲ့စက်တက်လေးကြီး20နဲ့ဘုံကျဲတက်ဖြတ်ခဲ့ရမှာရွာကန်ပြည်သူ6ဦးတန်းရပြီးတော့ကျွဲနာတွေတိစုံကအိုးအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စိုးစုကမြိုင်နယ်ကိုတရက်ထဲမှာပဲနှစ်ကြိမ်ဘုံကျဲခဲ့တာဖြစ်ပါတယ်။